ားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ခေါင်းနှုံးတို့ချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့အစမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လောက်သူနေမှာဒေတာခန့်တွေအပေါ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့အင်တာနက်အသုံးပြုမှုကန့်တလိုက်တဲ့သတင်းနဲ့ဒီနေ့ခက်မှာဆိုရှယ်မီဒီယာအသုံးပြုရင်တတိထားရမယ့်အချက်လက်တွေအပါအဝင်စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ် အခုအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်လောက်သူဒေတာအတွင်းဒေတာခံပြီးသူတွေအပေါ်မှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့အင်တာနက်တက်ဆင်အသုံးပြုမှုတွေကိုကန့်သတ်လိုက်ကြောင်းလောက်သူနယ်ဒေတာပြည်သူအုပ်ချုပ်ရေးအဖွဲ့ကစွန်လ16ရက်နေ့မှာကြေညာလိုက်ပါတယ်လောက်သူနယ်ဒေသမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့စစ်တွေရေးစက်ကရီယာတွေတက်ဆင်အသုံးပြုခြင်းလူမှုကွန်ရက်အသုံးပြုခြင်းနဲ့ဆက်လျင်ပြီး တော်လှန်ရေးဆိုင်ရာတတိတရားနဲ့ပိုးပေါင်းဆောင်ရွက်ရမယ့်ကန့်သက်ချက်တွေကျေပြန့်တဲ့အချက်၈ချက်ကိုလောက်သူနယ်ဒေသပါကဖားကထော်ပြလိုက်တာပါပီတူလူထုအကြောင်းမှစီလုံးငင်ညွတ်မှုတက်ပြားစေနိုင်တဲ့မိသည့်လုံဆောင်ရေးသားချင်းတွေမျှမပြုတ်လို့ဖို့တော်လိုင်းရေးလုပ်ငန်းစဉ်ကိုအဟန့်တာဖြစ်စေနိုင်တဲ့ဘေးအကြောင်းအရာမျှရေးသားဖြန့်ဝေခြင်းမပြုတ်ဖို့ကိုထောက်ပြပါမယ်။ တည်တံတရပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲကိုကြီးကိုတာအုံအတွက်ဖြစ်စေစီးပွားရေးလုပ်ငန်းအတွက်ဖြစ်စေ Wi-Fi စစ်သွေးရေးပစ္စည်းတွေတက်ဆင်အုံပြုချင်းကိုခွင့်မပြုကြောင်းမိမိကိုယ်ရည်ကိုယ်တာအသုံးအတွက်တက်စင်တဲ့ Wi-Fi စစ်သွေးရေးစပစ်စီတွေကိုလောက်တူပအဖအဖွဲကတတ်မှတ်ထားတဲ့အချိန်ချက်တွေနဲ့အငြိသာတက်စင်သုံးစွဲရမယ်လို့ဆိုထားပါတယ် ဘေးအဖွဲ့အစည်းဌာနတွေရဲ့ရုံးစာတွေဖြစ်စေ၎င်းတို့လုပ်ငန်းကိစ္စနဲ့ဆက်လျင်းတဲ့အခြားမှတ်တမ်းတက်ပုံတွေဖြစ်စေသစ္စာရကနေတရားဝင်ထုတ်ပြန်ဖော်ပြခြင်းကလွဲပြီးဖြန့်ဝေခြင်းလုံးဝမပြုလုပ်ဖို့လဲတားမြစ်ထားပါတယ် လုံခြုံရေးဆိုင်ရာထိပါစေနိုင်တဲ့အချက်အလက်မှတ်တမ်းတပုံနဲ့တည်နေရာတွေကိုဖော်ပြရေးသားခြင်း၊ပြောင်းဝေခြင်းတွေမပြုလုပ်ဖို့စီကံသတ်မှတ်ထားပြီးတားမြစ်ထားတဲ့နေရာတွေမှာမှတ်တမ်းတပုံရယူခြင်း၊အတန်ဖမ်းယူခြင်း၊ဗီဒီယိုရယူခြင်းတွေကိုမပြုလုပ်ရလို့သတ်မှတ်ထားပါတယ်။လောက်သူဒေတာရဲ့ဝေရင်မှာကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူတွေမှအပမိသူကိုမြခွင့်ပြုချက်မရှိပဲမိသည့် drone ရင်းများအခြားပြန်သားနိုင်တဲ့ secretary များ မောင်းနှင်ကြံသန်းခြင်းတွေကိုခွင့်မပြုတော့ကြောင်းသိရပါတယ်လောက်သူနယ်ဒေတာပအဖအဖွဲ့ကိုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစစ်သွေးမေးမြန်းခဲ့ပေမဲ့မရရှိသေးပါဘူး မြန်မာ internet project နဲ့နှွေဦးလုံချုံရေးမြန်မာ internet project MIB Spring Revolution Security SRS ကဦးဟန်ကတော့ဒေသပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ဒေသပြန်လည်တည်ဆောက်ရေးကိုလုပ်နေချိန်မှာစစ်သွေးရေးလွတ်လပ်ခွင့်ကိုတာမိုးထားသင့်ပြီးလုံချုံရေးနဲ့စစ်သွေးရေးကြားကချိန်ခွင်ရှာကိုတတိနဲ့ချိန်ဆတင်တယ်လို့ပြောပါရယ် ချင်းပြည်နယ်ဟာချင်းပြည်တစ်ခုလုံးအင်တာနက်ဖြတ်တောက်ခံရတဲ့ဒေသတစ်ခုဖြစ်ပါရယ်ဒီလိုဒေသအတွက်အင်တာနက်သုံးစဲမှုအခွင့်အရေးဟာအင်မတန်မှအရေးကြီးပါရယ်ဒီလိုအင်တာနက်သုံးစဲခွင့်ရဖို့အဆောင်ရွက်ရမှာအများပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သတင်းယူခွင့်တွေကိုမထိခိုက်ဖို့အလေးထားရမှာတတိထားရမှာဖြစ်ပါရယ်လလစွာထုတ်ပေါ်ပြောဆိုခွင့်တရင်တိပိုင်ခွင့်ရပိုင်ခွင့်တွေကိုသွားပြီးထိပါမိမယ်ဆိုရင်တော့အခြေအနေကောင်းတွေကိုဖြစ်ပေါ်လာမှာမဟုတ်ပါဘူး ဒါကြောင့်ဒီလိုအင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေမှာအင်တာနက်ရဖို့စ조사ရတဲ့အခါမှာအများပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်နဲ့တိပိုင်ခွင့်တွေကိုကန့်သတ်မှုတွေပိတ်ပင်မှုတွေမလုပ်မိအောင်တည်ထားရမှာပါအဲ့ဒါမှကောင်းမွန်တဲ့အခြေအနေတရားကိုကျွန်တော်တို့ဖန်တီးနိုင်မှာဖြစ်ပြီးတော့လူ့အခွင့်အရေးကိုလည်းအားပေးနိုင်မှာဖြစ်ပါတယ်လို့ဦးဟန်ကပြောပါတယ် လောက်သူဒေတာမှာဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်လူတွေအနေနဲ့လောက်သူပအဖာရဲ့ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်ခွင့်ရှိမှဖြစ်ပြီးခွင့်ပြုချက်မရဘဲမိမိအစီအစဉ်နဲ့ဆောင်ရွက်ခြင်းမပြုကြဖို့လောက်သူနယ်ဒေတာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတိအပေးကြေညာထားပါရယ်လိုက်နာဆောင်ရွက်ခြင်းမပြုသူမိသူကိုမဆိုလောက်သူပြည်သူရေးရာကောင်စီရဲ့အဆုံးဖြတ်ချက်နဲ့အညီလိုအပ်သလိုအရေးယူဆောင်ရွက်သွားမယ်လို့ထော်ပြပါရယ် လောက်သူဒေသမှာပြည်သူတွေစစ်သွေးရေးစနစ်ကောင်းမွန်စေရရေရဲချန်နဲ့ Wi-Fi Internet တက်စင်ချိတ်ဆက်ရေးလုပ်ငန်းရှင်တချို့နဲ့2024ခုနှစ်ကစပြီးစာချုပ်ချုပ်စုပြီးအကောင့်ထေဖို့ဆောင်ရွက်နေတယ်လို့လောက်သူပအဖအဖွဲ့ထံကနေသိရပါတယ်မြန်မာအင်တာနက် project နဲ့ຫນွေဥလုံချုံရေးအဖွဲ့မှဦးဟန်ကလောက်သူဒေတာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့စစ်သွေးရေးဆိုင်ရာပုံပေါင်းဆောင်ရွက်ပေးဖို့အသည့်ပေးချိန်ညာချင်းထုတ်ပြန်ချက်တစ်စုံလုံးနဲ့ပတ်သက်လို့အခုလိုမှတ်ချက်ပြောလိုက်ပါရီ ကိုရင်းကိုသာအသုံးပြုမှုအတွက်ကိုလည်းအုပ်စိုးရေးအဖွဲ့တွေရဲ့ခွင့်ပြုချက်မရှိရင် Wi-Fi စစ်တွေအသုံးပြုခွင့်မရှိဘူးဆိုတာကိုတီထုတ်ပြန်ချက်မှာတွေ့ရပါတယ်ပြီးတော့အရေးယူဆောင်ရွက်မှုအခြေအနေနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့အသိပေးတာမျိုးမတွေ့ရပါဘူးတီထုတ်ပြန်ချက်ဟာဒေသခံတွေရဲ့စစ်တွေရဲ့လွတ်လပ်ခွင့်ကိုအတော်လေးသက်ရောက်စေနိုင်ပါတယ်ဒေသတွင် သုံးစိတ်သူတွေအနေနဲ့ ကိုယ့်ရဲ့အထင်မြင်ယူဆချက်ကိုလွတ်လပ်စွာမျှဝေနိုင်ခွင့်မရှိတဲ့အခြေအနေမျိုးတွေတွေ့နေရပါရင်ဒါဟာ30သူတွေရဲ့ digital လွတ်လပ်ခွင့်ကိုတည်တော်စွာတည်ရောက်စေနိုင်တဲ့ပုံဖော်ချက်တွေရှိပါရင်ထုတ်ပြန်ချက်မှာတွေ့ရတာက လုပ်ငန်းရှင်တချို့နဲ့ချိတ်ဆက်ပြီး wifi 30ဆဲခွင့်ကိုအကောင့်အထည်ဖော်တဲ့ကိစ္စပါဒီလိုအကောင့်ထည်ဖော်မှုဟာလုပ်ငန်းရှင်တစုအဖွဲ့တစ်ခုကိုမျက်နှာသာပေးတဲ့ကိစ္စမျိုးဖြစ်ရင်ဈေးကွက်ကိုလဝကြီးအုပ်တဲ့ပြဿနာမျိုးတွေလည်းရင်ဆိုင်စရာရှိတယ်ဆိုတာစိုးရင်စရာအနေနဲ့တွေ့ရပါတယ်လို့မြန်မာ ာအင်တာနက်ပရောဂျက်နဲ့ຫນွေဥလုံခြုံရေးအဖွဲ့မှဦးဟန်ကပြောပါရီလောက်သူနေဒေတာမှာစစ်သွေးရေးဆိုင်ရာတီချာညွန်ချချက်တွေကိုဖြစ်စေအခါအားလျော်စွာထုတ်ပြန်တဲ့အခြားစီမင်းစည်းကမ်းတွေကိုဖြစ်စေပြည်သူတွေအနေနဲ့ပူပေါင်းဆောင်ရွက်ခြင်းနဲ့တော်လှန်ရေးနဲ့ဆက်ဆက်လုပ်ငန်းတွေကိုစီလုံးညီညွတ်စွာပါဝင်ဆောင်ရွက်ကြဖို့လောက်သူပအဖအဖွဲ့ကအတိပေးထားပါရှင့် ောက်ဆုံးအနေနဲ့တင်ဆက်ပေးမှာကတော့ယနေ့ခေတ်မှာဆိုရှယ်မီဒီယာအသုံးပြုရင်းတည်ထားရမယ့်အချက်လက်တွေကိုတင်ဆက်ပေးသွားပါမယ်။ယနေ့အချိန်မှာသတင်းအသစ်တွေအတွေးအမြင်အသစ်တွေရရှိဖို့ဆိုရှယ်မီဒီယာကိုအသုံးပြုသူတွေများပြားလာပါရည်။ဆိုရှယ်မီဒီယာကိုအလွန်အကျွံသုံးဆပြီးစိတ်ရှုပ်စရာစိတ်ညစ်စရာတွေဟာအမိုက်တပွဲဦးနောက်ထဲဝင်ရောက်လာတာကိုတတိမမှုမိကြတော့ပါဘူး။ဒါကြောင့်အခုဖော်ပြပေးမယ့်အချက်တွေကဆိုရှယ်မီဒီယာအသုံးပြုရင်တည်ထားရမယ့်အချက်လက်တွေပဲဖြစ်ပါရည်။ ။နံပါတ်၁အချက်အသုံးပြုတဲ့အချိန်ကအရေးကြီးပါတယ်။လုပ်ငန်းအများစုကအွန်လိုင်းနဲ့ပဲအလုပ်လုပ်နေရတဲ့သူတွေရှိပါတယ်။ဒါဟာရှောင်လဲလို့မရတဲ့အွန်လိုင်းအသုံးပြုခြင်းဖြစ်ပြီးစိတ်ဝင်စားစရာကလူတော်တော်များများဟာမလိုအပ်ပဲအွန်လိုင်းကိုအလွန်အကျွံသုံးစိမ့်နေကြတာပါ။သူတို့အတွက် online ဟာကဘာတစ်ခုဖြစ်လာပြီးတော့သူတို့စိတ်တွေအားလုံးအဲ့ဒီထဲမှာမြုပ်နှံထားပြီးပြိမ့်မိနေတတ်ကြပါရဲ့ လူလူချင်းပေါင်းတဲ့ဆက်ဆံမှုကိုလစ်လို့ရှုလာကြပါတယ်။ကိုဖုန်းထဲမှာပဲအချိန်မကုန်အောင်အွန်လိုင်းအသုံးပြုမဲ့အချိန်ကိုတတ်မှတ်ထားသင့်ပါတယ်။ဒါမှသာစိတ်ထုံတိုင်းမှုကနေကင်းဝေးပြီးလွတ်လပ်မှုပျောက်ဆုံးသွားတဲ့ခံစားချက်တွေနဲ့ကင်းဝေးကြမှာဖြစ်ပါတယ်။ဒုတိယအချက် လူအများနဲ့အာယုံဆိုင်မှုကိုကြီးကိုပြုတ်လာခြင်းလူတိုင်းပုံတင်တာ status တင်တာတွေကိုဝါသနာပါကြပါတယ်။ ကိုရဲ့တပ်ပုံကိုလိုရီဘနီယောက်ကြိုက်ကြလဲဘသူတွေက like and share လုပ်ပြီးပေးတငယ်ချင်းတွေက comment ပေးကြလဲဆိုတာတွေကိုပါစိတ်ဝင်စားလာကြတာပါချင်းမမို့ခံရရင်ပျော်ရွှင်တတ်ကြပေမဲ့ဝေဖန်ခံရရင်တော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေဖြစ်သွားတတ်လို့ပါဘယ်သူပါပြောပြောဂရုမစိုက်ဘူးလို့ဆိုတဲ့သူတွေတောင်းစိတ်ဖြစ်စည်းမှုတန်းကို အနည်းနဲ့အများခံစားတတ်ကြပါရီတတိယအချက်ကုမသိတဲ့အပေါင်းအသင်းနဲ့မိတ်ဖွဲလာခြင်း အများစုရဲ့ friend list ထဲမှာကိုနဲ့တခါမှမတွေ့မမြင်ဖို့တဲ့သူတွေကိုမိတ်ဆွေဖွဲ့ထားကြပါရဲ့မိတ်ဆွေအများကြီးရှိတာမမှားပေမဲ့ online ပေါ်ကနေမိတ်ဆွေဖွဲ့ခြင်းဟာလင်ညာသူတွေကိုအခွင့်အရေးပေးသလိုဖြစ်တဲ့အတွက်အထူးတတိပြုဖို့လိုအပ်ပါရဲ့စတုထအချက်တတိအမှားများနောက်လိုက်မိခြင်း online ပေါ်မှာ post straight တိုင်းမှာနေထင်တဲ့သူတွေများပြားလာပါရင်တည်င်းအမှားနောက်လိုက်မိခြင်းဟာလေတိတ်ကိုအနေရများပါရင် post တစ်ခုကြောင့်အတွင်းအမြင်တွေပြောင်းလဲသွားနိုင်တယ် လူမျိုးရေးမုံတိမော့တွေဖြစ်ပေါ်လာနိုင်ပါ रे တည်င်းအမားကြောင့်အထင်းမြင်လွဲသွားနိုင်တယ်ဒါကြောင့် post ခုတက်လာတိုင်းတည်င်းအရေးမြင့်မှန်မှန်မှန်ဆောင်ကြည့်ပါပြီးမှတခြားသူတွေကိုမျှဝေပေးပါအခုပြောပြသွားတဲ့ဒီအချက်တွေကိုစိတ်ထဲဆွဲမှတ်ပြီး online ကိုအသုံးပြုမယ်ဆိုရင်တော့လူတိုင်းအတွက် online အသုံးပြုခြင်းဟာတစိတ်တစ်ပိုင်းအနေနဲ့ကြော်ရှင်စရာဖြစ်လာမှာပဲဖြစ်ပါ रे အလုံးစိတ်ပေါ့ပေါ့ပါပါနဲ့ဆိုရှယ်မီဒီယာကိုအသုံးပြုနိုင်ကြဖို့တင်ပြပေးလိုက်ရပါရှင် ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်